နောက်ရက်တွေမှာကတော့ဟီနာတယောက်ရှီနက်စုနဲ့မိတူဆွဲတဲ့နေရာမှာတောက်ဆုံခဲ့ကြပြီးရဲ့နောက်ယုတ်တရက်ကြီးသူကချကီကိုဖွင့်ပြောပေးပါပြီဆိုတဲ့အကြောင်းရင်းကိုတော့ပြောခဲ့ပါတယ်။ခဏတော့ကြာတော့ပြောစရာစကားမရှိအောင်ရှီနက်စုတယောက်ဆွတ်အသွားခဲ့ပြီးရဲ့နောက်မှာတော့ရှီနက်စုအတွက်တော့ဟုတ်လားဆိုတဲ့စကားတစ်ခွန်းလောက်ပဲပြန်ပြောနိုင်ခဲ့ပါတယ်။ဟီနာကတော့အခုလိုပြောပြရတာကရှီနက်စုကိုရှောင်ပယ်ခိုင်းတာမျိုးတော့မဟုတ်ဘဲနဲ့တိုင်ရင်ထဲမှာတူတူနေတဲ့သူတွေဆိုတော့တိသားစီကျင်လို့ဖြစ်ကြအောင်ပြောခဲ့ပေမဲ့တကွက်ပြလိုက်ပါတယ်။ ဒါပေမဲ့မူမူချင်းရှင်မင်းနဲ့ရှင်မြတ်ဆိုတော့ဖွင့်ပြောထားတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဘာမှပြန်မပြောဘဲနဲ့သူတို့နှစ်ယောက်ကအခုလေသူ့အဖို့ခွဲစိတ်ဖို့အတွက်အမေပါရောက်လာတဲ့အတွက်ကြောင့်အတူတူမနေဖြစ်တော့ကြောင်းပြောပြခဲ့ပါတယ်။အင်းနာကတော့ရှင်နှဆုရဲ့အဖို့ဖြစ်သူခွဲစိတ်တာအောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ပြီးတော့သွားစရာရှိတယ်လို့ပြောကထွက်သွားခဲ့ပေမဲ့ရှင်နှဆုတယောက်ကတော့အတွေးပေါင်းပုံနဲ့ကြင်ရင်ခဲ့ပါတယ်။ ချီနာစုအတွက်ကတော့ဟီနာရဲ့ဇကလုံးတွေကတွေးစရာရအများကြီးဖြစ်လာခဲ့ပြီးတော့ပြောကျင်တဲ့သဘောကိုလည်းသိနေခဲ့တာကြောင့်မင်သက်ပြီးတော့တယောက်လေးချန်နေခဲ့ပါဂျပန်မှာတော့တာဂီကလည်းအင်ဂျာမှာခြုံနေသွားပြီးရဲ့ကဇတိုက်ကိုလေးချင်နေခဲ့ပြီးရဲ့နောက်အရေးရှင်ကပုံမူတိုးတက်လာတာမလို့အပေါင်းတင်နေရတော့ရှိကျနေခဲ့ကြပါရဲ့တာဂီကတော့သူ့ကိုယ်သူတိုးတက်တာအောင်မှတိတိတတာမထင်ရှားပဲနဲ့တခြားသူတွေရှိယူတာကိုတော့လက်ခံခဲ့ပြီးတော့ပွဲအတွင်းစိတ်လှုပ်ရှားမှုတွေတော့ရှိနေခဲ့ပါရဲ့ ီချင်းရီကိုခဏလာပြီးတော့အားလုံးစုတည်ခိုင်းလိုက်တာနောက်ပတ်ထဲမှာတော့စာကြည့်ခါဝါအတင်းဘက်ကအဲဒီအကြောင်းတော့စမ်းလိကျင်ပွဲအတွက်လာရောက်ပင်ပွဲမှာဖြစ်ပြအောင်ပြောပြခဲ့ပါတယ်တာဂီတယောက်ကတော့ပွဲလင်ရှုံးနေခဲ့အောင်အမတ်ရနေခဲ့ပြီးရင်တော့စာကြည့်ခါဝါကတတိယနေ့တွေမရှိတော့ပေမဲ့အရေးရှင်ကောင်းတဲ့သူတွေကချန်နေသေးတာမလို့အငယ်တန်းနေနဲ့ပြိုင်ပွဲအတွက်ဟာယူကတော့စိတ်အားထက်သန်နေခဲ့ပါတယ် ဂျာဂီတယောက်ကတော့မျက်နှာမကောင်းနေတွေ့ရတဲ့အတွက်ကြောင့်မလို့ဟာယူကလည်းတပွဲရှုံးနိုင်ရင်နှစ်ပွဲနဲ့အောင်ပြန်ကစားဖို့အတွက်ပြောပြခဲ့ကအပိတ်ချခဲ့ပါတယ်ဟီနာကလည်းချာကီနဲ့အတူတူပြေးလွှားနေရင်းနဲ့နောက်ဘက်ထဲမှာလေးချင်ရင်စီတာကိုသူတိသွားခဲ့ပြီးတော့သူလည်းပြသက်တိုက်ဖို့လာပြရှိရတဲ့အတွက်ကြောင့်မလို့လာရအားပေးမယ်လို့ပြောတော့ချာကီကတော့မလိုအပ်ကြအောင်ပြောပြခဲ့ပါတယ်။အသီးသားစမ်းသပ်ပွဲတစ်ခုပါပဲလို့ပြောပြခဲ့ပြီးဟီနာကလည်းနောက်ဆုံးကြရင်ရှောင်းနေသွားတဲ့ပြိုင်ဘက်ကိုတိနေတာကြောင့်လာအားပေးမယ်လို့ပြောလိုက်ပါတယ်။ နောက်ရက်စောပိုင်းမှာတော့အာဂါသာယုံနေကိုရှီနက်စုရောက်လာခဲ့ပြီးတော့တူတက်အစောရောက်နေတာကတော့တာဂီဖြစ်နေခဲ့ပြီးအတဲနဲ့လေးကျင့်နေရအောင်လေးတွေ့လဲရပါတယ်။နောက်ဘက်မှာတော့အဆန်လေးကျင့်ရဲအတွက်ကိုတည်နေတဲ့ရှီနက်စုကတော့ရှီနက်စုကမနက်ပိုင်းလေးကျင့်ရဲနဲ့လာကြည့်ပင်မလို့တော့ပြောလိုက်ပါသေးတယ်။ပြိုင်ပွဲကြီးမဟုတ်တာကြောင့်အမပီလေးရပါတယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပြီးတော့ရှီနက်စုကတော့တေချာပေါက်ကြည့်ချင်လို့ပါလို့ပြောတဲ့အတွက်ဟီနာကလည်းကြိုးစားထားဆိုတဲ့မြေအောင်လာခဲ့ပြီးတော့နှစ်ယောက်ကြားထဲမှာတိုင်ပတ်နေခဲ့ပါတယ်။ ကြာကြီးကတော့ပြောလို့မရတဲ့အစောသူမတားတော့ပါဘူးလို့ပြောပြခဲ့ပြီးတော့သူ့ရဲ့လေကျင်းပေါ်ပတ်ကြီးရဲ့ပြိုင်ပွဲကိုတော့တေချာပေါက်အားပေးပါမယ်ဆိုပြီးတော့ရှင်နဲ့ဆိုလည်းပြောပြီးထွက်သွားခဲ့ပါတယ်နောက်ရက်မှာတော့လေးချင်ရီခွင်းထဲမှာတာကီနဲ့ရယ်ရီတို့ရိုက်ချက်တွေတို့တော့မှထိအောင်ကြလိုက်ရခဲ့တာမလို့တာကီကလည်းပူမီရတော်တော်လာရဲ့လို့ရှီကျူးခံနေရပါတယ်။နာကီကတော့ဘလောက်ပဲသူများရီရှီကျူးနေပါစေသူနောက်ဆုံးပွဲမှာရေစာနဲ့ရှင်ပြိုင်တော့ဟာနောက်ကြရေးရှီလန်တစ်ခုအတွက်အငြင်းတော့ပြင်ဆင်နေခဲ့ပါတယ်။ ဘီနာလီဂျင်ဘော်ရီယာလေစာကြီးကာဝါကယူဆကလွန်ခဲ့တဲ့ရက်ပိုင်းကပဲဂျပန်လက်ရေးစင်တဲ့ကစားပြီးနိုင်သားချောင်းပြပြခဲ့တော့စိတ်ထဲတော်တမျိုးထင်သွားခဲ့ပါတယ်ဟာယူကတော့ ground ချီလို့နှိမ့်ဆက်နေရင်းနဲ့တာဂီတယောက်ကတော့နိုင်နေရာတော်မှာသူ့ကိုအလုံးမကြိုက်ဖြစ်နေခဲ့တာကိုဟာယူကြောင့်လည်းစေလာနေခဲ့မိပါတယ်။ ဒါပေမဲ့သူ့ရဲ့အားစိတ်ထုတ်မှုကိုဟပ်ပေါ်ရင်တေရှာအားစိတ်ထုတ်ဦးဆိုရင်တော့ပုံမှုစိုးသွားနိုင်ကြောင်းနဲ့နေရှိတာကတော့အကြံသွားပေးပါလားလို့ပြောခဲ့ပေမဲ့ဂျူနီယာတွေကသူတို့လို့သူတို့လောက်ပါသေးလို့လာယူလဲပြန်ပြောခဲ့ပါတယ်။နောက်ရက်မှာတော့ပြသက်အတွက်အားလုံးပြင်ဆင်နေကြပြီးဟီနာကိုယ်တိုင်ရွေးလာတဲ့အတုပန်းသီးလုံးတွေကရဲဆက်ပြီးတော့လှနေကြတာမျိုးတာကီကတော့ပြောနေခဲ့ပါသေးတယ်။ ကြာကြီးကလည်းဟိနာစီတိုက်သွားခဲ့ပြီးတော့အခန်းထဲရောက်တဲ့အချိန်မှာတက်လက်ကြီးဖြစ်နေခဲ့တာကြောင့်တီနီယာလာလို့ထောက်အောင်နေခဲ့ပြီးတော့ဟိနာကတော့ပြဇာတ်အတွက်လီချင်းနေရာဖြစ်ကြောင်းပြောခဲ့ပါတယ်စနိုဝိုက်နိုလာရဲ့အခန်းကိုဘယ်လိုတရုပ်ဆောင်ရမယ်မသိတဲ့အတွက်ကြောင့်မလို့တာကီလည်းအတူတူလေ့ကျင့်ပေးဖို့အတွက်ပြောခဲ့ပါတယ်။ ဘယ်ပိုင်းကိုမရတာလဲမေးခဲ့ပြီးတော့ဟီနာကတော့တေပြီးတော့ပြန်ချင်လာတဲ့အမှုရာကိုဘလို့လို့နေဆိုပြီးမေးနေခဲ့ကဟီနာတယောက်ကတော့အဲ့ဒီအပိုင်းကိုမသိရတဲ့အတွက်ကြောင့်မလို့စာမေးပွဲအဖြစ်ပြီးတော့အောင်မြင်တယ်လို့ပြောရမလားဆိုပြီးတော့မေးနေခဲ့ပါသေးတယ်ကြာကြီးကလေသူပါအတူလေးချင်းပေးမယ်လို့ပြောလိုက်ပြီးရင်တော့ဆန်နိုဝိုက်နိုလာတဲ့အခန်းကိုမေသားနေရာကနေကူပြီးရလေးချင်းပေးမှမလို့ဆန်နိုဝိုက်နိုထလာအောင်ခေါ်လိုက်ပါတယ်။ ဟီနာကတော့မင်းသားလေးရဲ့နန်းအခန်းကိုပါတရုတ်ဆိုင်ခိုင်းနေတာမလို့ဂျာကီတရားကတော့ခဏသာတူရီသွားခဲ့ပြီးတော့ငါးကိစ္စမလို့မနန်းနိုင်ကြအောင်ညင်ခဲ့ပါရင်ဟီနာကလည်းဂျာကီမနန်းအောင်ဆိုတာကောင်းကောင်းသိနေခဲ့တာမလို့ဂျာဝင်မဲသူ့ရဲ့ခရက်ကိုလိုက်တဲ့နီးပြူပါရီလို့ပြောခဲ့ပြီးတော့စားတော့နေခဲ့ပါသေးတယ်တာဂီတယောက်ကတော့ထိမရဲမနိုင်စိန်ကသူ့အတိတ်တကူမဟုတ်ဘဲနဲ့ပေါ်တင်ကြီးပါဖွင့်ပြထားခဲ့တာမလို့တော်တော်လေးကိုစဉ်းစားချက်နေခဲ့ပြီးတော့စိတ်တွေရှုပ်နေခဲ့ပါတယ် နောက်နေ့၄ချိန်ရေးမှာတော့စီနီယာဟာယူနဲ့၄ချိန်ခဲ့ပြီးတော့နှစ်ပွဲလုံးအမှတ်ပြန်နဲ့ရှုံးနေသွားခဲ့တာတခြားသူတွေကို နိုင်နေခဲ့ပေမဲ့သူ့မှာလိုအပ်ချက်တွေများနေကြောင်းသိလဲရပါတယ်ယုံကြည်မှုမရှိရင်အနိုင်နိုင်ဦးဆိုတာကဟာယူလဲပြောပြသွားခဲ့ပြီးတော့သူကိုယ်တိုင်ယုံကြည်မှုမရှိတာမဟုတ်တော့ဘဲနဲ့စော်နှစ်ယောက်ကြားမှာကြောင်ပြောင်းနေတဲ့အတွက်ကြောင့်မလို့သူ့ကိုယ်သူတော့မသိဘူးဖြစ်နေခဲ့ပါတယ်။ ညာဘက်မှာကတော့ရှီနန်ဆိုလဲစုံညီပွဲတော့ကလေးချင်းပြီးပြန်လာတဲ့အချိန်မှာဟာယူနဲ့လမ်းမှာတွေ့ခဲ့ပြီးစကားပြောပြခဲ့ကြပြီးရနမနက်စောစောရောက်လာပြီးလေးချင်းရင်ဆင်းတဲ့ရှီနန်ဆိုကတော့အယံမဲတန်လာတာပဲလို့ရှီကျူးနေခဲ့ပြီးရနဂျာကီကတော့တူတက်ပို့ပြီးအစောရောက်တာမလို့ဂျာကီကပုံမူတန်မာကြောင်းဟာယူပြောခဲ့ပါတယ်ကြကီယာဝရီယာရှိတာတေကြခဲ့ပေမဲ့သူ့ကိုယ်သူယုံကြည်မှုအားနည်းသူတရားမလို့ကန္နာယာရဲမှာရေမရှိဘဲလမ်းလျှောက်တယ်လို့ဖြစ်နေကြအောင်ပြောပြခဲ့ပါတယ်။ ချီနှက်စုကလည်းတာဂီကဘလို့ပဲဖြစ်ဖြစ်သူစူးစမ်းနေတဲ့သူတရားမလို့ရှမ်းနေတဲ့သူတက်စာရင်တော့အများကြီးကောင်းကြအောင်ပြောပြခဲ့ပါရဲ့ဟာယူကိုတော့အခုလိုတာဂီအပေါ့ဆိုရင်တည်းရှိနေတာဆိုပြီးတော့ရှေတက်ကိုကိုတိုင်မဲပေးလိုက်ပါလားလို့ပြောနေခဲ့ပြီးသူကတော့ကိုတိုင်မဲမြင်ပြသည်လို့ပြောခဲ့ပါရဲ့ဟာယူချက်လာခဲ့ရင်လည်းအာကသာယုံလေးကိုရှေသွားယူပေးမယ်လို့တော့မှာပဲတာဂီကြီးကတော့နီရှိတာပေးရဲ့ဟင်းနေစားနေခဲ့တာမလို့ဟာယူကလည်းလေးချင်းပေးဖို့ထွက်လာခဲ့တာအခုတော့ချိုးနဲ့ပဲလေးချင်းတော့မယ်လို့ပြောခဲ့ပြီးထွက်သွားခဲ့ပါရဲ့ တာဂီတယောက်ကတော့ဖွင့်ပြောထားခဲ့တဲ့ဟီနာကိုလည်းလေးလူရှူထားခဲ့ပြီးတော့အရန်ရှိတဲ့ရှင်နာဆိုကိုလည်းဖွင့်မပြောနိုင်ပဲနဲ့အာဂါသားမှလည်းအဖြစ်မရှိတာမလို့သူ့ကိုယ်သူတော့အတုံးကြရဲ့ကောင်လို့ပဲတွေးနေရပါတယ်ဒီလိုနဲ့ယူဆတော့ကလေအစံလေးချင်းရင်းတွေကိုရောက်လာတဲ့အချိန်မှာတော့ကြောင်းကိုဖွဲလိုက်ရောက်လာခဲ့ကြပြီးတော့ကိုခါနာကလေအရင်ငါတက်ပုံမှုထွားလာခဲ့ပြီးဒုတိယနှစ်ကိုတော့မှအမှတ်ပြန်တဲ့အနိုင်အောင်ကြိုးစားခဲ့ပါတယ်။ ယူဆတဲ့ယောက်ကတော့အားရနဲ့အပြစ်မှထွက်ရင်နေရမလို့သူ့ရဲ့စံပိုင်းကပါပြောနေခဲ့ပြီးတော့ဟာယူကပြန်ဆိုင်ဖို့ရှိနေရကြောင်းအနာယူနေရဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။ဟာယူကတော့တာကီတို့ကြောင့်မှအကောင်ဆုံးဖြစ်နေခဲ့တာကြောင့်ကစားကျင်နေခဲ့ပေမယ့်တာကီရဲ့အရင်စံကစားမှာဆိုပြီးတော့ခေါ်လာခဲ့ပါတယ်။ယူဇာနင်းတာကီတို့စတင်ရိုက်တဲ့အချိန်မှာတာကီတယောက်ကတော့အရင်နဲ့ဆရာထက်တန်နေခဲ့ပြီးကစားနေရဦးတော့ယူဇာတယောက်လည်းကောင်းကောင်းကြည့်နေခဲ့ပါတယ်။ ဟီနာတယောက်ရောက်လာခဲ့ပေမယ့်သူအားပေးမယ်ပြောခဲ့တော့ဟာဂျာဗင်မဲဂျာကီရှုံနေသွားတော့မြင်ကွင်းကိုထပ်မမြင်ချင်တော့တဲ့အတွက်ကြောင့်မလို့အဲတုန်းကလေသူ့အတွက်အားပေးစကားကိုသူကိုယ်တိုင်မပြောနိုင်ခဲ့ဖြစ်နေခဲ့ပါဟီနာတယောက်ကတော့မကြည့်ရဲကြည့်ရဲနဲ့ထွက်ကြည့်နေခဲ့ပြီးရင်တော့တစ်ဖက်မှာလည်းရှီနန်းစုလာရောက်အားပေးတာကိုတွေ့လေရပါရဲ့။ကောင်းဆောင်ကတော့ရှီနန်းစုရဲ့မွေးနေ့တော့ကဖုန်ရှာကန်ဒီမှာဂျာကီရဲ့တန်ကိုကြားလိုက်တဲ့အတွက်ကြောင့်ကိုတွဲနေကြလားဆိုပြီးတော့ထဲကြီးမင်းနေလိုက်ပါရဲ့။ အမန်တော့သူကတာဂီရိုရဲ့အမေကတငယ်ချင်းလေးဖြစ်ကြတာမလို့တာဂီရိုရဲ့အိမ်မှာအခန်းလို့လည်းရှိရတဲ့အတွက်ကြောင့်မလို့တာနိခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။စီနတ်သူကတော့ကျမကနေတာခြေသူကျင်နေခဲ့ပေမဲ့ရေလူယောက်ျားလေးရဲ့အိမ်မှာနေတာကတော့ဘလို့မှအဆင်မပြေပဲနဲ့ကြားဆိုတာမျိုးကဘာဆိုရင်တော့ရှင်မကလူမပေးကြအောင်ပြောပြခဲ့ပါတယ်။စီနတ်သူကလည်းသူတို့တွေကပါရှင်နေမှမရှိကြအောင်ပြောပြခဲ့ပြီးတော့ပြန်ပွဲရလေယူဆောင်ဥဆောင်နေရအောင်တွေ့လဲရပါတယ်။ ကြံမြန်ရိုက်ချက်တွေနဲ့ရိုက်ချလိုက်ပေမယ့်အဆုံးသတ်ရိုက်ချက်တွေမှာတော့အာနင်းနီတရားကြောင့်ဟာယူကတော့အစံလေးချင်းရေးမှာတာကီကိုတူတက်စေချင်နေခဲ့ပါတယ်တာကီကတော့သူ့ကိုယ်သူအင်နာဟိုက်သွားချင်းနေဆိုပြီးပြောခဲ့တာကိုစိတ်ထဲပုံဝင်မကြဖြစ်နေခဲ့ပြီးတော့ဒီအခက်ခဲလေးကိုတော့မှထပ်မကြုံနိုင်လို့စိတ်တူနေခဲ့ပါတယ်တာကီတယောက်စိတ်ကြီးထွေပြားနေခဲ့ပြီးတော့စိတ်ကလည်းဟီနာသူ့ကိုအပြေတောင်းခဲ့စီကိုရောက်လိုက်အင်နာဟိုက်စီကိုရောက်လိုက်နဲ့တိုင်နေပတ်နေခဲ့ပါတယ် ကောင်းတော့ပါလေဂျာကီကစားနေတဲ့ပုံစံကဒလူတို့ဆက်နေသလိုဖြစ်ခဲ့ပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်နေကြအောင်လေရှင်နက်စုကိုပြောပြပါပါတာကီကတော့သူ့အတွက် တော်တော်လေးစိတ်ညစ်စရာဖြစ်နေခဲ့ပေမဲ့ခေါင်းထဲမှာအထွေးပေါင်းတော်နဲ့ကစားနေခဲ့ကရှင်နဆုနဲ့ပျော်ခဲ့တဲ့အချိန်ကိုလည်းသတိရခဲ့ပြီးတော့ဂိုမလို့တင်မလို့နဲ့ရှုံးမှတော့တေချာပေါက်ဖြစ်နေခဲ့ပါတယ်။ယူဆိုင်းစတိုက်ဒီရိုက်ချက်ကရောမှာလောကမစင်နိုင်တော့ဘဲနဲ့ပိုက်သေးတိုးသွားခဲ့ပါတယ်။ အခွင့်အရေးရလိုက်ခဲ့ပေမယ့်အမှန်မရတာမလို့နီရှိတာတို့လည်းအားမရဖြစ်နေခဲ့ပြီးတော့ဟာယူတို့ကတော့ပထမပွဲပြီးရကတက်လုံတော်တော်ကြီးကြနေရအောင်တော့ကောင်းကောင်းခံစားရမိပါတယ်။ချီနဲ့ဆိုလေဂျာကီကြိုးစားတာကိုပေါပေါပဲပဲပဲချင်ခဲ့ကမနက်စောစောလာတော့ကလည်းသူတက်အစောလာခြင်းလို့ပြင်ဆင်ခဲ့ရလို့တာမန်လို့ထင်နေခဲ့ပေမယ့်အခုတော့ပွဲထဲမှာအရန်ကြိုးစားနေရအောင်မြင်လိုက်ရပါတယ်။ ယူဆကတော့မှပြန်ပြီးမော်ဟိုက်လာခဲ့ပြီးတော့ကြိုက်ကြီးရဲ့အမြန်နှုန်းတွေကတိတိတာတာပွဲအတွင်းမှာတိုးတက်လာတာကိုတွေ့လိုက်ရတာမလို့ဘယ်လိုအချိန်ဝါလဲတော့မေးယူနေခဲ့ရပါတယ်။ဟာယူတို့ကပါအတဲနဲ့အပီးလာခဲ့ကြပြီးတော့နောက်တော့တော်တော်လေးကိုရိုက်ချက်ကိုကောင်းလာခဲ့တဲ့နောက်မှာဘတ်စတိုက်နဲ့တာအမှတ်ယူနိုင်ခဲ့ပါတယ်။ဒုတိယပွဲကိုတော့ချာကီအနိုင်ရသိသွားခဲ့ပြီးရင်နောက်နောက်ဆုံးပွဲမှာလည်းတမတ်အတာနဲ့ပဲအပြန်အလှန်အတာသီးယူပြီးတော့အပြန်ဆိုင်ဝင်လုံးနေခဲ့ကြပါတယ်။ နှစ်ယောက်သာအသေးအံရိုက်လာခဲ့ကြပြီးရဲ့နောက်ရယ်နီကလည်းပုံမကောင်းလာခဲ့ကအမတ်ကလည်းမတိမ်မငြိမ်းနဲ့အသေးအံရိုက်နေကြပါရဲ့ရွှေဒီကဘလောက်ထွက်နေပါသည်ပင်ပန်းနေခဲ့ပေမဲ့ဆော်နီယာရဲ့လာရောက်အပြေးမှုကြောင့်ပင်တာကီတယောက်အသာစီရနေနိုင်ခဲ့ပြီးတော့22မှတ်ထိရလာခဲ့ပြီးရဲ့နောက်ယူဆာရနိုင်သွားခဲ့ပါဂျီလိုနဲ့ဟီနာကတော့ရုတ်တရက်ကြီးဘာမှမပြောဘဲနဲ့ကြာကီနိုင်သွားခဲ့ပြီးရင်တော့ထွက်သွားခဲ့တာပြသက်လေးခြင်းပဲဆိုပြီးတော့ပြောသွားခဲ့ပါရဲ့ ကြာကြီးကတော့ယူဇာကိုနှောက်ဆက်သွားတဲ့အချိန်မှာယူဇာကတော့မချိနဲ့သေးဘူးလို့ပြောလိုက်တာဟာယူရလာခဲ့ပြီးတော့သူနဲ့ရိုက်ဖို့လည်းရှိနေသေးတာကြောင့်နားဖို့အတွက်ပြောခဲ့ပါတယ်။ကြာကြီးကလည်းအသေးစိတ်ရိုက်နေခဲ့ပြီးတော့ခြေထောက်တွေဆိုင်နေခဲ့ပေမဲ့သူဒီထက်လုံနိုင်ခဲ့တာမလို့အယံအာရနေခဲ့ပါတယ်။ကျမ်းမြင့်ကြီးမှာပျော်ပြီးအိမ်ကြီးတော့မှာရှင်နှစုရောက်လာခဲ့ပြီးတော့ဘယ်လန်းနဲ့ညာလက်ထဲကခြိုက်တာတစ်ခုခုရွေးပါလို့ပြောခဲ့တော့ညာလက်ကိုရွေးလိုက်ပါတယ်။ ။ချီနဲ့ဆိုလည်းညာဘက်လက်ထဲကပူကာရီဆက်တမှုကိုထုတ်ပေးလိုက်ခဲ့ပြီးရင်နောက်ဘယ်ဘက်မှာလဲတူတူပဲကင်ထားခဲ့တာမလို့တာဂီကလည်းခလေးဆက်လိုက်တာလို့ပြောနေခဲ့ပါတယ်။ချီနက်စုကတော့ညာဘက်လက်မှာလေးချီနေမဲ့အစွမ်းတွေကပုံမှန်များနေတာမလို့မတူပါဘူးလို့ပြောခဲ့ပြီးတော့ချီကျူးနိုင်သွန်းကညာဘက်မှာပုံမှန်မြင်မာတာမလို့တာဂီကလည်းခရက်လေးပေးတဲ့ခြေလေးတောက်ပြီးတော့ပင်မန်းလာကြီးပျောက်သွားခဲ့ပြီးရင်နောက်ချုပ်ကောင်တွေကတော့ငေးကြည့်ပြီးတော့ပြုံးစည်းစီးတာတက်နိုင်ခဲ့ပါတယ်။ စီနတ်သူကလည်းជីနေတာကသာကင်တကယ်ကိုမိုက်ပါတယ်လို့ပြောခဲ့ကကိတ်လျှောက်လေးရတယ်ဆက်ကိုဆက်ကန်းနဲ့ခြေသူးတင်နေခဲ့ပါဒါပေမဲ့ဒီနေ့နိုင်တာကချီနန်းစုနဲ့လည်းပတ်သက်နေရလို့ပြောပြခဲ့ကမနက်တိုင်းပြေးတာဆိုတော့အတင်းတော့ကြိုးစားခဲ့တာတို့ကိုအနံ့ယူပြီးတော့ကြိုးစားခဲ့တာဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။ဂီတာအမှုပညာပြိုင်ပွဲကမကြိုက်ခင်လာတော့တာမလို့ဂီတာအဖွဲ့ကတီးခတ်နေရအောင်ကြားလိုက်ရတော့ချီနန်းစုလည်းနောက်ကနေလဲဆိုနေတော့တာဂီကတော့တချင်းဆိုတာတော်တော်ညံ့လာပဲဆိုပြီးတော့စားနောက်လိုက်ပါသေးတယ်။ ကျင်းသားဆိုရရင်ပြသအဖွဲ့ရောအစဉ်ပြေရလာလို့မင်းနေတော့မှဟင်လာကြီးနန်းတော့ပြန်မရခဲ့ပြီးတော့မနန်းခဲ့ပါလို့ထအောင်နေခဲ့ပြီးရနရှင်းသားဆိုကလည်းစနိုဝိုက်နန်းတဲ့အခန်းကိုဘလို့လုံးပါလေလို့မင်းနေခဲ့ကတာဂီကတော့သူတို့တွေအတွက်တော့တရုတ်ပြယုံပါပဲလို့ပြောခဲ့ပါရင်ယူသားတို့ကလည်းအစံလေးချင်ရေးပြီးလို့ပြန်သွားတဲ့အချိန်မှာတော့ယူသားကြံခဲ့တဲ့ပစ္စည်းကိုတွားပေးနေရင်တာဂီကိုတော့နောက်တစ်ခေါက်တီးပြိုင်ပွဲကြရင်တော့ပြန်တွေးကြမယ်လို့ပြောခဲ့ပါရင် ဟာယူဂျီကတော့ယူဆာကိုရှုံးနိမ့်သွားလို့ကြံနေခဲ့ပြီးရင်တော့တယောက်တည်းစိတ်မကြေမနက်နဲ့ဖြစ်နေခဲ့ပါတယ်တကီပြန်ရောက်တဲ့အချိန်မှာတော့ပင်မန်းလုံးလိုဂိုင်းအိပ်ပျော်နေခဲ့ပြီးရဲ့နာမှာအင်နာဟိုက်ပြိုင်ပွဲအတွက်စိတ်ထဲရောက်နေခဲ့ပြီးတော့အိမ်မက်တောင်မှတ်နေခဲ့ပါသည်။တကီကြောက်ကတော့အိမ်မက်ထဲမှာအင်နာဟိုက်မှာအနိုင်ပြတ်တဲ့နေရသွားလို့ချီနက်စုကအေးဘူးလားပေးရင်လည်းဂုံပြွန်းနန်းမှာပေးဖို့လုံးနေတော့မှ နောက်ကနေဟီနာကြီးကရောက်လာပြီးပေးတာကြောင့်လက်နိုးသွားခဲ့ပါတယ်။ တာဂီတယောက်ကတော့ခရက်လေးရကိုယ့်ကိုကြိုက်နေတဲ့သူနဲ့နှစ်ယောက်သားတိုင်ပတ်နေခဲ့ပေမယ့်ရှုကောင်တွေကတော့ဆော်မရှိလို့ရိုမတ်ကားလေးကိုပဲတစ်ခုပြီးတစ်ခုလိုက်ကြည့်နေခဲ့ပါတယ်။